ဖုံဖုံဖေရတပည့်တော်မက လူကိုစိတ်ကောင်းထားပါတယ်ဟိုတုန်းက ချမ်းသာလို့အခုကျဘာလို့ဆင်းရဲရပါတလဲဖေရပြန်ဖြေပေးပါဖေရတဲ့စိတ်ကောင်းထားတယ်ဆိုတာက သူတော်ကောင်းတွေရဲ့လက္ခဏာဖြစ်တဲ့အတွက်မွန်မြတ်ပါတယ်သို့တော်လည်းပဲစိတ်ကောင်းထားတိုင်းချမ်းသာကြီးပွားရမယ်လို့ဖေရမဟောပါဘူးเนาะချမ်းသာကြီးပွားခြင်းတယ်ဆိုရင်တံပရာ၄ချက်နဲ့ညီအောင်ကျင့်ရပါမယ် မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကတက္ကရပတ္တမြို့မှာနေထိုင်တဲ့ဒီဃဇာနုဆိုတဲ့တကားတယောက်ဘုရားထံရောက်လာပြီးဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားပိဿုပံကြီးပွားကြောင်းတရားများရှိရင်ဟောကြားတော်မူပါလို့ပြောထားပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကပိဿုပံမှာကြီးပွားချမ်းသာခြင်းတည်းဆိုရင်နံပါတ်1ဥဋ္ဌာဏတံပရာလုပ်ငန်း၌တက်တက်ကြွကြွရှိရပါမယ် လုပ်ငန်း၌တက်တက်ကြွကြွရှိုံနှင့်ရပြီလားဆိုရင်မရသေးပါဘူးဓက်ခလုပ်ငန်းကျွမ်းကျင်မှုလည်းရှိရပါမယ်အနာလတ်သဇွဲကောင်းမှုလည်းရှိရပါမယ်ဥပါယဝီမန္တနီးပညာလည်းရှိရပါမယ်နံပါတ်1အရခတံပရာရှာဖွေလို့ရရှိလာတဲ့ပစ္စည်းဥစ္စာများကိုလည်းကောင်းစွာသိသိတက်ရပါမယ်နံပါတ်3ကလျာဏမိတ်တံပရာမိကောင်းဆွေကောင်းတို့ကိုလည်း ရှာဖွေပေါင်းသင်းဆက်ဆံတရပါမယ်။နံပါတ်၄တာမဇီဝိတတံပရာဝင်ငွေနဲ့ထွက်ငွေကိုလည်းညှတစွာသုံးစွဲတရပါမယ်။ဤတံပရာ၄ချက်နဲ့ညီအောင်ကျင့်မယ်ဆိုရင်ပိဿုပံမှာကြီးပွားချမ်းသာလိမ့်မယ်လို့မြတ်စွာဘုရားကဟောကြားတော်မူပါတယ်။အခုလည်းပဲကဘာမှာအချမ်းသာဆုံးဖြစ်တဲ့တထေးတွေကိုကြည့်လိုက်ပါ။အပေါ်ယံအကြောင်းတရားတွေကြွယ်ပြားနေပြီမဲ့အရင်စစ်ကြည့်လိုက်မယ်ဆိုရင် သူတို့တွေဟာ တံပရာ၄ချက်နဲ့ညီအောင်ကျင့်လို့ချမ်းသာကြတာဖြစ်ပါတယ်။ဒါကြောင့်မိမိလည်းချမ်းသာကြီးဝါကျင်တယ်ဆိုရင်တံပရာ၄ချက်နဲ့ညီအောင်ကျင့်ရမှာဖြစ်တယ်လို့ပြောကြင်ပါတယ်။အရှင်ဖေယလောကဒံတရား၈ပါးဆိုတာဘာတွေလဲဖေယတဲ့။အင်္ဂုတ္တရနိကာယပါဠိတော်အထက်ကနိပတ်မဟာဝတ်ပထမလောကဓမ္မတုံးမှာတတဝါတွေမဖြစ်မနေတွေ့ကြုံရမယ် လောကရန်တရား၈ပါးဆိုတာဖះရှင်ဟောကြားထားပါတယ်။အဲ့ဒီလောကရန်တရား၈ပါးကဘာတွေလဲဆိုရင်၁လာဘောစီးပွားဥစ္စာရရှိခြင်း၂အလာဘောစီးပွားဥစ္စာမရရှိခြင်း၃ရာသောအချွေရန်အကျော်သောရှိခြင်း၄အာရသောအချွေရန်အကျော်သောမရှိခြင်း၅ငိမ့်တာကဲ့ရဲ့ခံရခြင်း၆ပတန်တာချီးမွမ်းခံရခြင်း၇ ်သူခံကိုစိတ်နှစ်ပါးချမ်းသာခြင်းရှစ်ဒုက္ခံကိုစိတ်နှစ်ပါးဆင်းရဲခြင်းတို့ဖြစ်ပါれဒါဟာတတဝါတွေမဖြစ်မနေတွေ့ကြုံရမိလောကရန်တရားရှစ်ပါးပဲဖြစ်ပါれကဲအားလုံးပဲမင်္ဂလာပါဒီမန့်ကိုတော့ဥစဉ်ဖတ်မပြတော့ပါဘူးเนาะမန့်ပိုင်ရှင်ရဲ့အကောင့်နာမည်ကစိတ်ညိုသွေးမင်းကလေးနာမည်ဖြစ်ပြီးမင်းကလေးပရိုဖိုင်တင်ထားပါတယ် ။ဦးသိန်းရဲ့ပိုထဲမှာလည်းဦးသိန်းကိုတိုက်ခိုက်ထားလိုက်တာ။သူ့မှန်တွေက အများဆုံးဖြစ်ပါတယ်။ဒကမာလေးကြီးဦးသိန်းကိုတိုက်ခိုက်တာလည်းတိုက်ခိုက်ပါ။အဲသို့တော်လေရေးတော့ပြီးတော့နာနာနေနေလေးတိုက်ခိုက်ပါနော်။အမောဆုပ်သွားမှဆိုလို့ပြောတာပါ။လှူခြင်းအောင်ချပြပေးတယ်လို့ပြောရအောင်။ဦးသိန်းရဲ့ပိုတိုင်းပိုတိုင်းမှာဘာပစ္စည်းတော့လိုအပ်နေပါတယ်။ဒါကြောင့်လှူနိုင်ရင်လှူပါဆိုပြီး ချပြပေးထားတဲ့ပို့ဘယ်နှခုရှိလို့တော့ရှိတယ်ဆိုရင်အဲ့ဒီပို့ကိုတက်တည်ထားပြီးတော့မန်ရှင်းခေါ်ပြီးချပြပေးပါเนาะအခုအထင်နဲ့ကိုမပြောပါနဲ့ဦးသိန်းကအပြင်မှာလဲအလှခံတဲ့ဖုန်းကြီးမဟုတ်တလို့လိုင်းပေါ်မှာလဲအလှခံတဲ့ဖုန်းကြီးမဟုတ်ဘူးเนาะဒကာဒကာမတွေကအရှင်ဖရာလိုအပ်တာကိုအလှခံပါလို့ရှောက်ထားမှသူတို့ရှောက်ထားတဲ့အတော့ ဥသိန်းကဥသိန်းလိုအပ်တာကိုပြောပြီးအလှခံတာပဲရှိတယ်။ဥသိန်းတို့ရဲ့ဝင်းင်းမှာ သွေးမတော်တားမဆက်တဲ့သူကလျှောက်ထားခြင်းမရှိဘဲနဲ့အလှခံခွင့်မရှိဘူး။အလှခံမယ်ဆိုရင်အဲ့ဒီယဟန်ဟာအာဘတ်တင်ပါတယ်။သွေးမတော်တားမဆက်တဲ့သူကအရှင်ဖျားလိုအပ်တာအလှခံပါလို့လျှောက်ထားတယ်ဆိုရင်တော့အလှခံခွင့်ရှိတယ်။အာဘတ်မတင်ဘူးနော်။အဲဒကမာလေးကစစ်မှန်တဲ့ဗုဒ္ဓဘာသာဝင်လဲပြောသေးတယ်။ ဲ့ဒါတွေကိုကြတော့ဘာလို့မသိတာလဲဟမ်မသိတာလားမသိခြင်းအောင်စောင်းနေတာလားဒါမှမဟုတ်တဲကြည်ပြက်ပြီးယူသွားလို့မသိတာလား